ဒိန်းစောတဲ့သူတွေသာကြည့်မယ်ဆိုရင်ပိုပြီးနားတယ်လွယ်မယ် enemy zealand solo leveling အထူးသဖြင့် open war နဲ့ mmorpg စောတဲ့သူတွေအတွက်ပိုသင့်တော်တယ်အထက်မှာပါတဲ့ character တိုင်းက ranking တွေရှိတယ် iran ကနေ iran ထိရှိပြီးတော့ iran ကတော့အနိုင်ဆုံးသူတို့တက်ပိုထူခဲ့ပြီးအဆင့်မြင့်တဲ့ hero ကိုတော့ sran လို့ခေါ်တယ်ဂိမ်းတွေထဲမှာပါတဲ့အတိုင်းပဲ dungeon တွေပါပြီးတော့မှ yoyo creature တွေရှိတယ်လို့ boss fight တွေရှိတယ်ဒန်ဂျန်က boss ကို fight ပြီးရင်တော့သူတို့ကကြားတဲ့ item တွေရမယ် crystal တွေရှိတယ် ဒါကတော့ solo leveling ဆိုတဲ့ enemy က gain နဲ့ဘလောက်ဆက်နွယ်နေလဲဆိုတာကိုပြောပြတာအခုဆက်ပြောမယ့်အရာကတော့ spine ဖြစ်နိုင်တဲ့အတွက်ကြော်သွားရင်လည်းအဆင်ပြေပါတယ်အခုနောက်ဆုံးအပိုင်းထိကျွန်တော်ခန်းစားမိသလို zack in ရဲ့ကြော်ရိုးကိုပြောပြပေးသွားမှာပါအရင်ဆုံးအနေနဲ့ဇလန်းထဲမှာမတူညီတဲ့အခြေခံ character 3မျိုးတွေ့ရတယ် gain တွေထဲမှာဆိုရင်ဗျာကျွန်တော်တို့ common enemy ဖြစ်တဲ့ creature တွေ monster တွေပါတယ်သူတို့ထက်အဆင်မြင့်ပြီးတော့ boss တွေပါမယ်လူတွေအနေနဲ့ဆိုရင်တော့ရှေးကပြောခဲ့သလို ranking တွေရှိတယ် တကယ်ထူးခြားတဲ့အရာကဘာလဲဆိုရင်မင်းသားကလွဲလို့ကြံတဲ့သူတွေကစစ်စတန်ကပေးထားပြီးသားဟီးရိုးတွေဗျာပြောမယ်ဆိုရင်ဒီဟီးရိုးကဒီ level ဒီ red ဒီစပယ်တွေလို့သတ်မှတ်ထားပြီးသားအဲ့ဒါလည်းပုံမမြင်တော့ဘူးမင်းသားကဘယ်နေရာကပါနေလဲဆိုတော့ကျွန်တော်အပြင်ကနေမှဂိမ်းထဲကိုဝင်ဆော့တဲ့ player နေရာကပါနေတာသူကထုံးစံတိုင်းဂိမ်းစဆော့တဲ့ player တွေလို့ပဲ beginner level ကစတယ်ဒါပေမဲ့သူ့မှာကအခြား character တွေလို့မဟုတ်ပဲ quest တွေရှိတယ် level တင်လို့ရတယ် inventory တွေပါတယ် item တွေသိမ်းလို့ရတယ် crafting တွေလည်းလုပ်လို့ရတယ်ဆိုတော့ဗျာသူကတော့လုံးဝအောင် share ချမ်းပြီပေါ့တယောက်တည်းဒန်ဂျန်တွေထဲမှာ level တွေစွတ်တင်ပြီးတော့အမြင့်ဆုံးဆိုတဲ့ x rank အောင်မှသူ့ကိုနိုင်မှာမဟုတ်တော့ဘူးဒါကမတူညီတဲ့ဇက်ကောင်တွေကိုပြောပြတာဇလန်အရာတော့ဂျပန်ပြည်မှာမထင်မှတ်ပဲပေါ်တယ်တွေပေါ်လာတယ်အဲ့ဒီပေါ်တယ်တွေကဘယ်ကိုဥတီသွားလဲဆိုတော့ဒန်ဂျန်တွေစီကိုရောက်တယ်အဲ့ဒီဒန်ဂျန်တွေထဲမှာတော့ creature နဲ့ monster တွေရှိပြီးတော့နောက်ဆုံး ျွန်တော်တို့ boss တွေရှိတယ်။ဒိုင်ဂျန်တွေကတော့ run light ရှိပြီးတော့မှ A run ဒိုင်ဂျန်ဆိုရင် A run မှာရှိတဲ့ hero တွေက tank တွေ healer တွေ mage တွေ assassin တွေကပေါင်းပြီးသွားချရတယ်။ဘာလို့လဲဆိုလို့ရှိရင် boss အထိ fight ပြီးတော့မှဒိုင်ဂျန်ကပိတ်သွားမှာ။အဲ့လိုမဟုတ်ပဲ boss ကိုမနိုင်လို့အချိန်ပြည့်သွားလို့ဒိုင်ဂျန်ကျိုးသွားရင်အထက်က monster တွေကအပြင်ကိုထွက်လာပြီးတော့ပြည်သူတွေကိုတိုက်ခိုက်လာရောအဲ့ဒါကြောင့်ဒိုင်ဂျန်မပိတ်ခင် boss ကိုအနိုင်တက်ရတယ်ဒါပေမဲ့ boss ကိုတက်ပြီးရင်တော့အထဲမှာတူးလို့ရတဲ့ခေစရီရှိတယ် item တွေရှိတယ်အဲ့ဒါတွေအကုန်လုံးကရောင်းစားလို့ရတယ်အဲ့တော့ဇလန်ထဲမှာအဓိကဇက်ဆောင်ဖြစ်တဲ့မင်းသားစောင်းဂျင်ဝူလို့ခေါ်တဲ့ Iran Hunter တယောက်ပါ Hunter ဆိုတာကတော့ကဘာပေါ်မှာရုတ်တရက်ပေါ်လာတဲ့ဒီ portal လို့ခေါ်တဲ့ကျွန်တော် gate တွေကနေဝင်ရောက်လာတဲ့မကောင်းဆိုးဝါးတွေကိုတိုက်ခိုက်ဖို့အတွက်အထူးစွမ်းရည်ပိုင်ဆိုင်ထားသူတွေကိုခေါ်တာပါဆောင်ဂျင်ဟူဟာအားအနည်းဆုံး Iran Hunter ဖြစ်ပြီးတော့တခြား Hunter တွေကသူ့ကိုကမ္ဘာအားအနည်းဆုံးလို့တော့ခေါ်ကြပါတယ် ူဟာမကြာခဏဒဏ်ရာရလိမ့်ရှိပြီးတော့ဆေးရုံကိုအမြဲလိုလိုရောက်နေတတ်ပါတယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့သူ့ရဲ့ဖျားနေတဲ့မိခင်ကိုပြုစုဆောင်ရှောက်ဖို့အတွက်ဟန်တာအဖြစ်ဆက်လက်ရည်တည်နေတာပါ။ဇလန်းရဲ့အခရာကြားတဲ့အဖြစ်ပြက်ကတော့စောင်းကျင်ဦးနဲ့အခြားဟန်တာအဖွဲ့ဝင်တွေဟာဒီရန်တိုင်ဂျန်တစ်ခုကိုဝင်ရောက်တိုက်ခတ်ရင်းနဲ့မထင်မဲ့ပဲအင်မတန်အန်ဒီရများတဲ့ Devil Dungeon တွေကိုပါရောက်သွားကြတာပါ။အဲ့ဒီ Devil Dungeon ထဲမှာစောင်းကျင်ဦးတယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့ပြီးထူးဆန်းတဲ့ system တစ်ခုကိုရလိုက်ပါတယ်။ဒါကြောင့်မို့လို့လေကျွန်တော်ကအဲ့ဒါကိုပလေယာကဝင်ရောက်ဆော့တယ်လို့ ကျွန်တော်နားလည်ထားတာပါအဲ့ဒီ system ကစောင်းကြဉ်ဦးကိုနေ့စဉ် quest တွေပေးရပြီးတော့မှအဲ့ဒီ quest တွေကိုပြီးမြောက်ခြင်းအပြင်သူ့ရဲ့ level ကိုမြင့်တင်နိုင်သလို state တွေတိုးလာမယ် skill အသစ်တွေရရှိမယ် item တွေရမယ်စတဲ့အကျိုးကျေးဇူးတွေကိုခံစားရမှာဖြစ်ပါတယ်တခြား hunter တွေကတော့သူတို့ရဲ့စွမ်းရည်တွေကိုမွေးရပါပါလာတာဒါမှမဟုတ်တစ်ချိန်တစ်ခါနိုးထလာတာဖြစ်ပေမဲ့စောင်းကြဉ်ဦးကတော့ system ရဲ့အကူအညီနဲ့တစ်ဆင့်ပြီးတစ်ဆင့်သူ့ကိုယ်သူတိုးတက်အောင်လှုပ်ဆောင်သွားရမှာပါ စစ်စတန်ရဲ့လမ်းညွှန်မှုအတိုင်းစောင့်ကြဉ်မှုဟာစူးစမ်းလေ့ကျင့်ပြီး quest တွေကိုဇွဲနှဘဲနဲ့လုဆောင်ပါတယ်။သူ့ရဲ့ level မြင့်တက်လာတာနဲ့အမျှသူ့ရဲ့စွမ်းရည်တွေကလည်းတိတိတသာတိုးတက်လာပါတယ်။အားအနည်းဆုံး Iran Hunter ကနေစလို့ရဲ့အနည်းငယ်တွင်းမှာပဲတခြား Hunter တွေလိုမယုံနိုင်လောက်အောင်စွမ်းအားကြီးမားလာပါတယ်။ဇလန်ဆက်သွားလာတာနဲ့အမျှစောင့်ကြဉ်မှုဟာ rank အမြင့်ဒဏ်ရာတွေကိုတယောက်တည်းဝင်ရောက်ပြီးမယုံနိုင်လောက်တဲ့ရန်သူတွေကိုရင်ဆိုင်ရပါတယ်။သူ့ရဲ့ level မြင့်တက်လာတာနဲ့အမျှသူ့ပတ်ဝန်းကျင်ကလူတွေရဲ့အထင်မြင်တွေလည်းပြောင်းလဲလာပါတယ်။ အားမလို့အားမရဖြစ်တဲ့ဟန်တာတယောက်ကနေအခုတော့အားလုံးရဲ့အံ့ဩခြင်းနဲ့ကြောက်ရွံ့ခြင်းကိုခံယူရတဲ့အင်အားကြီးဟန်တာတယောက်ဖြစ်လာပါတယ်။ဆိုလို leveling ရဲ့အဓိကဆွဲဆောင်မှုတွေကတခုကတော့စောင်းကျင်ဦးရဲ့လှင်မြန်ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ level up ဖြစ်စင်ပါပဲ။သူဘလို့ခက်ခဲတွေကိုကြော်လွားပြီးဘလောက်ထိစွမ်းအားကြီးမားလာမလဲဆိုတာကိုတော့ကြီးရှုသူတွေကစိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါအပြင်ဇလန်ထဲမှာပါဝင်တဲ့တိုက်ခန်းတွေရဲ့ရုပ်ပုံ effect တွေကလည်းအင်မတန်ကောင်းမွန်တာကြောင့်ကြီးရှုသူတွေကိုဆွဲဆောင်နိုင်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့စောင်းကျင်ဦးရဲ့ Shadow Monet အဖြစ်ပြောင်းလဲလာခြင်းပါပဲ။သူဟာအင်မတန်ရှားပါးတဲ့စွမ်းရည်ကိုရရှိလာပြီးတော့ Monster တွေကိုသူ့ရဲ့လက်အောက်ခံအရေးစစ်သားတွေအဖြစ်ပြန်လဲခေါ်ယူနိုင်ပါတယ်။သူ့ရဲ့အရေးတက်မတော်ကြီးဟာတဖြည်းဖြည်းကြီးထွားလာပြီးသူ့ကိုအင်အားကြီးမားတဲ့ရန်သူတွေကိုရင်ဆိုင်ရမှာအများကြီးအထောက်အကူဖြစ်စေပါတယ်။ ဆိုလို leveling ကတော့ရိုးရှင်းတဲ့ level at ဇလန်းပုံစံနဲ့စတင်ခဲ့ပေမဲ့နောက်ပိုင်းမှာကဘာကြီးရဲ့လှုပ်ဝှက်ချက်တွေ၊ hunter တွေရဲ့နောက်ွယ်ကအင်အားကြီးမတဲ့အဖွဲ့အစည်းတွေနဲ့စောင်းကျင်ဦးရဲ့စွမ်းရည်တွေရဲ့မူလအစတွေကိုပါဖော်ထုတ်သွားမှာဖြစ်ပါတယ်။ ဇလန်ရဲ့အဆုံးသက်ပိုင်းမှာတော့စောင်းကျင်ဟူဟာကဘာကြီးကိုကာကွယ်ဖို့အတွက်အင်မတန်အင်အားကြီးမားတဲ့ရန်သူတွေနဲ့ရင်ဆိုင်တိုက်ခတ်ရပြီးသူ့ရဲ့ခီးလန်းဟာဘလို့အဆုံးသက်သွားမလဲဆိုတာကိုတော့ကျွန်တော်တို့ episode တစ်ခုချင်းပြီးတစ်ခုချင်းစောင့်ကြည့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်နားလေတဲ့ solo leveling ရဲ့ကြောရိုးပြမင်းသားကပလေယာအနေနဲ့ရှိပြီးတော့သူကဘာလို့ပို့ပြီးတော့အဆင်မြင့်လာတာလဲဘာကြောင့် level တွေမြင့်ပြီးတော့မှဒဏ်ရာထဲမှာလိုက်ရှာနေတာလဲဆိုတာရဲ့ နောက်ပိုင်းအတွဲတွေထဲမှာသူ့လိုပဲပလေယာတွေနဲ့တွေ့ပြီးတော့ဖိုက်ရမလားဆိုတာကတော့ကိုယ်တိုင်ခန်းစားကြည့်လိုက်ပါအောင်လက်ရှိပြောသောတာတွေကတော့ကျွန်တော်ဂိမ်းဆော့သူအနေနဲ့ solo leveling enemy ကိုခန်းစားမိတယ်လို့ပြောပြတာ enemy ဇလန်းတွေကိုပိုတိပြီးတော့မှတက်တိနားလေတဲ့သူကကျွန်တော်ပြောခဲ့တဲ့အထက်မှာကွဲလွဲတာများပါရင်လေကုညီပြီးပြပြပေးလို့ရပါတယ်ကျေးဇူးများတင်ပါတယ်